အားလုံးမင်္ဂလာပါဗျ။ Enemy Limit စတင်ရမှာတော့အားလုံးအကူအညီတောင်းနေရှိပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမြန်မာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်။အဲ့မှာကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးရမှုလို့ပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ဒီပိုင်းမှာတော့မူဆာရှိရုံးနှစ်ယောက်သာလွတ်သွားပါတယ်။ဘာလို့လဲဆိုတော့ကိုကြည်တို့ကငါးများနေကြဆိုတော့အခန်းတော့ဂျင်းနဲ့ချိန်ပြီးယူလိုက်လို့ပါ။အဲ့ဒီချိန်မှာအဝေးကနေမြေကြီးတွေတုံးပြီး Oni Oula နေရာတွေ့လိုက်ရပါတယ်။ ဒါခန္ဓာစီကိုအန္တရာယ်တစ်ခုလျင်မြန်စွာကြံ့ရောက်တော့မယ်ဆိုတဲ့လက္ခဏာပါအဲ့ဒီချိန်မှာပဲရဲတိုက်ထဲမှာကိုစာမီကတော့အိုနီတွေကြီးကပ်လာတဲ့တရင်ုံကြားပြီးတော့ဂျွာသားတွေအားလုံးစူတိုင်မကိစ္စကိုစီယုံခိုင်းမလို့စုကူမီရောမေ့ပေးလိုက်ပါတယ်ဒါမဲ့စုကူမီကတော့ဆက်ပြီးတော့ငြင်းခံမနေတော့ပဲဒီဆုံးဖြတ်ချက်ကိုကန့်ကွက်ကြောင်းပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်ဒေါသထွက်တဲ့ကိုစာမီကလည်းသူ့မထိုးဖို့လုပ်လိုက်ပြီးမဲ့သူ့ကိုယ်သူထိန်လိုက်ပြီးတော့တခြားနည်းနဲ့လှည့်စားဖို့လုပ်လိုက်ပါတယ်သူကတော့ငိုလိုက်ပြီးတော့ငါနှစ်ပေါင်းများစွာကိုသမီးလေးလိုဆက်ဆံခဲ့တဲ့မိဘမဲ့ကလေးကငါတစ္ဆာဖောက်တော့မေပေါ့လေ အခုမင်းကတုံးမွေတော့လေရဲတိုက်ခါနေထွက်သွားတော့မင်းကအဖွဲဝင်မဟုတ်တော့ပြန်တဲ့ဘွားကိုတောထဲမှာတယောက်ထဲနေရမယ်လို့ပြောလိုက်ပါတယ်။စုကူမီကလည်းတယောက်ထဲနေရမှာကြောက်လို့သူမမဆုံးဖြစ်သေးရဲ့သူပြောတဲ့အတိုင်းလုပ်မယ်လို့သဘောတူလိုက်ပါတယ်။ပြီးတာနဲ့စုကူမီကလည်းသူမသူနဲ့ကိုစာမီတို့ရဲ့ပုံလူရှင်မှာသွားထိုင်နေပါတယ်။ကိုစာမီကသူမကိုသူမကိုဆက်ဆက်ခဲ့တဲ့အတိုင်းဗနဲ့ချင်းဆောင်ဆက်ဆက်ခဲ့လေဆိုတာသူမတွေးနေပါတယ်။နောက်ဆုံးမှတော့ဒါသူမရဲ့ဆေးရထက်တမှုနဲ့ယုံကြည်မှုကိုဘယ်လောက်ထိထိခိုက်ခဲ့လဲဆိုတာနားလည်သွားပါတယ်။ ဒါကြောင့်စုကူမေယာလည်းတူမရဲ့အမအမျိုးသူမျိုးသားတွေကိုကာကွယ်ဖို့အတွက်ခေါင်းဆောင်ကိုဆာမီကိုဆက်ကျင်ဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာမူဆာရှီနဲ့ကိုဂျီရိုတို့ကသူတို့ရဲ့ဆိုင်ကနေပုံတူပကြီးကောက်ဖောက်ပြီးဝင်လာခဲ့ပါတယ်။ပြီးတာနဲ့စုကူမီကိုအားပေးစကားနဲ့ပြောလိုက်ပြီးတော့စုကူမီကတော့တူမတို့တခုခုကူညီရင်သူတို့ရဲ့လက်နက်တွေထားတဲ့နေရာကိုပြမယ်လို့ပြောလိုက်ပါတယ်။လက်နက်တွေကိုပြန်ရပြီးတဲ့နောက်မှာတော့မျိုးသူမျိုးသားတွေကိုဖိကိတ်ရအောင်ရှင်းပြဖို့အစီအစဉ်တစ်ခုကိုစဉ်းစားကြပါတယ်။ ။ဒီချိန်ထဲမှာပဲကိုစာမီကလည်းရွာသားတွေကိုစကားပြောနေပြီး Only Osu ကြီးရဲတိုက်ထဲကိုဦးတည်လာတဲ့အကြောင်းပြောပြီးတော့ဒါကြောင့်မလို့ဒီတိုက်ပွဲမှာအားလုံးပါဝင်ဖို့သူတို့စီယုံနေပါတယ်။ဒါမဲ့တိုက်ပွဲတော့တစ်ခါမှမမြင်ဘူးတဲ့ရွာသားတွေကလည်းစိုးရိမ်နေကြပြီးတော့ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ဒါမဲ့သူတို့ရဲ့လက်ကိုလက်နက်ခိုင်စစ်သားတွေကပိတ်ထားကြပါတယ်။အဲ့ဒီချိန်မှာစုကူမီကမီဂိုဘုံနေနဲ့ပြစ်လိုက်ပြီးတော့လူတိုင်းအတို့အာယုံဆိုင်လာအောင်လုံးလိုက်ကြပါတယ်။သူမကတော့ဘူရှိတွေတာဝန်သူ့လူတွေရောအရင်ဆုံးကောက်ွယ်ဖို့ဖြစ်ပြီးတော့စစ်မတန်းတိုင်ဝင်တဲ့သူအများပြားကိုဆွမြေပြုံပို့တာမယူးစန်တာပဲ။ ဘာလို့လဲဆိုတော့ဒါအစားထိုးမရတဲ့ဒီကပျက်စီးမှုတွေပဲဖြစ်စေမှာမဟုတ်လို့ပဲအဲ့ဒီဆာငါတို့တွေက only OG ဖြတ်သွားတဲ့အထိပုံးနေတင်ပြီးတော့ပြီးတော့မှအကူအညီကိုရှာဖွေတင်တယ်လို့ပြောလိုက်ပါတယ်တကယ်တော့ तू မအားလုံးကိုအာရုံလွှဲထားပြီးလူတိုင်းလွတ်မြောက်ဖွယ်ခြင်းရအောင်လုပ်နေတာပါသူမစကားပြောနေတော့မှမူဆာရှိနဲ့ကိုဂျီရိုတို့ကမိခိုးတွေကိုကာကွယ်ယူပြီးတော့အဆောက်အအုံမြေမြဆန်ဆန်ပဲအိတ်ခိုင်းထားတာပါအဲ့ဒီနောက်မှာတော့ရွာသားတွေလည်းထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့သူတို့အံ့ဩသွားတာကဘယ်သူမှမလုပ်နိုင်ကြပါဘူး ဒါကြောင့်စုကုမီကလည်းရွာသားတွေအားလုံးကကိုစာမျိုးကြောက်နေတော့မယ်ဆိုတာသိလိုက်ပါတယ်။သူမတစ်ချိန်လုံးကြောက်ခဲ့ရတယ်လို့ပဲရွာသားတွေရဲ့ကြောက်ရွံ့မှုကနေလွတ်မြောက်ဖို့တခုတည်းသောနည်းလမ်းကကိုစာမျိုးကိုတိုက်ခိုက်ပြီးတော့အနိုင်ယူဖို့ပဲလို့သူမဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တိုက်ပွဲဆက်ဆံခြင်းမှာပဲသူမခံလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ကိုစာမျိုးကတော့သူမကိုတိုင်းတင်ပေးခဲ့တာမို့လို့ပါသူမမျိုးပေါ်မှာလဲနေတော့ကိုစာမီကလည်းသူမနဲ့တခြားသူတွေကသူတို့မရှိရင်ဘလောက်တော့အားနေပြီးအခုညီမဲ့နေကြောင်ပြောပြီးတော့သူမကိုဇက်တိုက်ကန်နေပါလေပြီးတော့လည်းသူကလည်းစုကူမီကိုဆွဲမလိုက်ပြီးတော့ ူပြောတဲ့အတိုင်းနားခံရသန်းဆိုပြီးထိုးလိုက်ပါတယ်။ဒါမဲ့စုကူမီကတော့သူ့မျက်နှာကိုသွေးတွေနဲ့ထွေးလိုက်ပါတယ်။ပြီးတာနဲ့နင်းစကားကိုနောက်ထပ်နားမထောင်တော့ဘူးလို့ရဲရဲတင်းတင်းပြောလိုက်ပြီးသူ့ကိုပြန်တိုက်ခိုက်ဖို့သူ့မရဲ့ဓာတ်နှက်လက်ကိုထိုးလိုက်ပါတယ်။ပြီးတာနဲ့သူ့ဓာတ်ကနေကြာဖို့နဲ့ကိုစာမီကိုချီလိုက်ပါတယ်။အဲ့ဒီနောက်မှာရွာသားတွေကလည်းအိုနီအုတ်ကြီးမရောက်ခင်ဆန်တက်ကနေအတက်အထန်ထွက်ပြေးကြတော့ကိုစာမီနဲ့စုကူမီကလွယ်ပြီးအားလုံးလွတ်သွားကြပါတယ်။အခုမှသူမပြေးရင်တော့အချင်းမီမှာမဟုတ်ဘူးဆိုတာစုကူမီသိပါတယ်။သူမကောင်းငင်ပုံမှာသူမရဲ့အမားနဲ့တွေ့တဲ့အခါ မှန်ကန်တဲ့လုပ်ကိုလုပ်ခဲ့တယ်လို့သူ့အမအထင်မှားလားလို့တွေးနေပေမဲ့တကယ်တမ်းမှာတော့သူ့မအသက်ရှင်ခြင်းသေးတယ်လို့တွေးနေပါတယ်အဲ့ဒီချိန်မှာမူဆာရှိအတောင်ကြားလိုက်ရပြီ။သူမရဲ့မျက်လုံးတွေကိုဖွင့်လိုက်တော့ဆိုင်ကယ်ပေါ်ကနေကက်တင်ရှင်မင်းသားလေးကသူမစီကိုလက်ကမ်းပေးနေတာတွေ့လိုက်ရပါတယ်။ဒါကြောင့်သူမကလည်းမူဆာရှိရဲ့လက်ကိုဆွဲလိုက်ပြီးဆိုင်ကယ်ပေါ်တက်ကလွတ်မြောက်သွားခဲ့ပါတယ်။အန်နမီလေးကိုကြိုက်ရင်တော့လိုက်ကလေးနဲ့ကောမန်မှာစတစ်ကာလေးပြပြရေးပေးသွားပြီးတော့ subscribe လုပ်ရသေးလေ subscribe လုပ်ပေးခဲ့ကြပါအောင်။အားလုံးပဲတာယာပြွှင်သောနေ့ရက်လေးပိုင်ခိုင်းနိုင်ကြပါစေ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။